ကဲဗုဒ္ဓဟူသာသမီးများအတွက်ကျွန်တော်တို့တဲရောနာမည်ဖတ်ကြားပေးမှာဖြစ်ပါတယ်။ဒီဟောသရံလေးကိုဒုက္ခကျေဝင်လို့ကျွန်တော်တို့နာမည်ပေးထားတာပါနော်။အဲဒီဒုက္ခကျေဝင်ဆိုတဲ့တဲရောဟောသရံလေးရဲ့တတန်းလည်းတော်တော်ကြာပါပြီနော်။ဟိုအရင်တော့အားလေးကဟောသရံလေးပါ။အဲ့တော့ဒါလေးကလည်းကျွန်တော်တို့ပတ်တင်တောက်ကြနေညနေ6နာရီဆိုရင်ပုံမှန်ဒါတင်ပေးတာပေါ့။ဒါရေပုံရတော့ဆန်ပါတယ်။ဒါပေမဲ့ဒီဟောသရံလေးကိုပုံမှန်အတိုင်းနားထောင်ကြတဲ့လူတွေအများကြီးရှိပါလား။ကျွန်တော် ဘုရားသမီးတွေတွေတေရောကခொနကတ်ကိုကျွန်တော်တို့ဒီမှာဖေးမှာစင်တဲ့ချိုးထားပါတယ်เนาะအဲ့တော့ဘုရားသမီးတွေတွေကြာလာတဲ့တေရောနမိတ်ကကြတော့သူကနမိတ်ကဘလို့နမိတ်လေးလဲဆိုတော့ဒီတိမ်တိုက်တဲ့ဟာထွက်လာတဲ့လက်ပေါ့အဲ့လက်တစ်ဖက်ထဲမှာဒုတ်ချောင်းတစ်ချောင်းကိုခြင်ထားတဲ့နမိတ်ဖြစ်ပါတယ်ဒီတေရောကတ်တွေမှာကြတော့ဒီဒုတ်ချောင်းကတ်ကဘာကိုပြောချင်တာလဲဆိုတော့အသက်စတင်နေမှာ တော့ဗုဒ္ဓသာသမိတွေရဲ့ကံတရားတွေအသေးစားတင်အလုတ်တဲ့ပေါ်တတ်တယ်အဲ့တော့အလုတ်တဲ့ကောင်းမကောင်းသိရင်ကောင်းတာပေါ့နော်လက်ရှိအလုတ်ကနေထွက်မယ်လက်ရှိအလုတ်ကနေထွက်မယ်တခြားအလုတ်ကို ပြောင်းပြီးတော့လုပ်မယ်ကောင်းမကောင်းသိရင်ကောင်းတယ်အဲ့တော့အလုတ်ပြောင်းရွှေ့တွေကောင်းတာပေါ့အလုတ်အသေးရနိုင်မရနိုင်ဆိုရင်ရနိုင်တာပေါ့အလုတ်တဲ့ကြောက်ဖို့စူးစမ်းနေတယ်ရနိုင်မရနိုင်ဆိုရင်တေချာပေါ့ရနိုင်တယ် အလုံးဟောင်းနဲ့အလုံးတင်နဲ့နှစ်ခုပေါ့အဲ့နှစ်ခုထဲမှာကျွန်တော်တို့ဘယ်အောင်ရွေးလို့ရရမှာမသိအလုံးဟောင်းကိုရွေးရမလားအလုံးတစ်ကိုရွေးရမလားဆက်ပြီးဆိုရင်သူကအတစ်ကပို့ပြီးတော့ဦးစားပေးရွေးချယ်ရမယ့်အထက်မှာပါပါတယ်။နောက်အားကြောင့်လက်ရှိနေရာအလုံးတစ်ကိုပြောင်းရွှေ့ရလက်ရှိနိုင်ငံနေပြီးတော့တခြားနိုင်ငံကိုသွားရောက်ပြီးတော့လောက်ကန်ရတာမျိုးတွေဂျုံရတယ်အဲ့တော့နမိတ်အတိုင်းဆိုရင်တော်တော်လေးကောင်းပါတယ်နော် ်ဗျံကောင်းတယ်ပေါ့။နောက်ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကန်နေတဲ့လူတွေလည်းပြောပါမယ်။ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကန်နေတဲ့ဘုရိုးသားသမီးတွေဆိုရင်လည်းလုပ်ငန်းအစ်တွေပေါ်တတ်တာပေါ့။လက်ရှိလုပ်နေတဲ့လုပ်ငန်းတစ်မျိုးပေါ့။နောက်တဲ့လုပ်ငန်းအစ်စ်တွေနော်အဲ့လိုမျိုးတွေလည်းပေါ်ပေါက်တတ်တယ်။အဲ့တော့လက်ရှိနေရာနေပြီးတော့တခြားနေရာအစ်စ်မှာတွားရောက်ပြီးတော့ကြောင်းရွှေ့ပြီးတော့စီးပွားရှာဖွေလုပ်ကန်ရတာမျိုးတွေလည်းဂျုံတတ်တယ်။အဲ့တော့ပြောချင်တာတော့အားလုံးကောင်းပါအစ်စ်အစ်စ်တွေအားလုံးကောင်းတယ်ပေါ့။ နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတာတာတဲ့သူကတော့အကြက်သေးလေးတွေအခက်ခဲလေးတွေကြုံတတ်တယ်။ဒီကပြဿနာတော့ငွေမလောက်တာပေါ့။ကိုမကြီးတဲ့ငွေတွေကသူများကြီးကိုတွားပြီးတော့နင်းနင်းမြုပ်နေတာမျိုးတွေကြုံရတတ်တာပေါ့နော်။ငွေကြီးတွေတွားပြီးတော့နင်းမြုပ်နေတာ။ကိုပဇံတွေကိုကိုမတုံးရတာပေါ့။နောက်ကွာပဇံတွေကိုမကုံခြင်းမနဲ့ကုံနေတာ။အဲ့လိုမျိုးတွေကြုံရတတ်တယ်။အဲ့တော့ငွေချင်းနဲ့ပတ်သက်ရင်တော့နယ်လေးပုရောဟိတသမီးတွေအတွက်ခေါင်းစားမဲ့ကံတာတာမျိုးရှိတယ်လို့ပြောရမှာဖြစ်ပါတယ်။ နောက်ကျမကြီးကျမကြီးမှာကျတော့ဒဆန်းနဲ့ဒဆန်းဆိုတာနမိတ်ကောင်းပါလားကျမကြီးအញ្ញံခိုက်ဒီကြီးကြီးမားမားအញ្ញံခိုက်ဒီမရှိပါဘူးကျမကြီးကံစားတာကတော့တော်တော်လေးကောင်းပါလားသူကယောဂာတွေဝေဒနာတွေပြည်တသာတက်တာပြောက်ကင်းသွားတာမျိုးတွေဖြစ်တတ်တယ်တကယ်ကျမကြီးညံ့နေတာမှာစိတ်ပူပြာအញ្ញံကြီးမရှိပါဘူးနောက်ကျမကြီးကိစ္စကိုအကြောင်းပြပြီးတော့ဒီတခြားနိုင်ငံတွေမှာသွားရောက်ပြီးတော့ စေဝါကုသဖို့အတွက်ကြိုးစားအထုတ်နေတဲ့ဗုဒ္ဓသာသမိတွေအတွက်ဆိုရင်တော်တော်လေးကောင်းပါတယ်။နောက်လူမှုရေးပေါ့နော်လူမှုရေးမှာကြတော့နည်းနည်းလေးအခက်အခဲလေးတွေကြုံရတတ်ပေါ့။ဘာအခက်အခဲလေးတွေကြုံတတ်လဲဆိုတော့ကိုယ်အလေးမထားတာပေါ့နော်ကိုယ့်ရဲ့မိတ်ဆွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့အပေါင်းအသင်းတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ဖို့ဂိုင်းဘက်တွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့တငယ်ချင်းတွေပဲဖြစ်ဖြစ်ကိုယ့်မှာအလေးမထားတဲ့အခက်အခဲလေးတွေဖြစ်တတ်တယ်။ဘာသူတို့တစ်ချိန်လုံးအလေးထားတယ်။သူတို့ကကြတော့ကိုယ့်ကိုအလေးမထားဘူး။ သူတို့ပြောတာတွေကိုကတစ်ချိန်လုံးနားထောင်နေရတယ်ကိုပြောတာကြတော့သူတို့ကစိတ်ဝင်သွားအောင်ကိုသူတို့ကူညီတောင်းတဲ့အခါကျတော့ကိုကတစ်ချိန်လုံးလွယ်လွယ်ကူကူနဲ့ကူညီပေးနိုင်ကိုလှည့်ကြတော့သူတို့ကလှည့်မကြည့်အဲ့ဒီခက်ခဲမျိုးတွေကြုံရတတ်ပါလေဒါလူမှုရေးနဲ့ပတ်သက်တဲ့ကံကိုပြောရပါတော့ပညာရေးမှာကျတော့ပညာရေးနဲ့ပတ်သက်တဲ့ကံသာတာမှာကျတော့တောဆိုတဲ့နမိတ်ပေါ့နော်ကမ္ဘာလောကနမိတ်ကောင်းပါတယ်အဲ့တော့ပညာရေးကံသာတာတွေကောင်းတယ် ။နောက်သင်္นานတက်တာတွေစောင်းပွဲဖြေဆိုတာတွေအဲ့တော့ကောင်းပါတယ်။နောက်ပို့အကောင်းဆုံးကတော့ဘာလဲဆိုတော့နိုင်ငံခြားကိုပညာတော်သင်ကိစ္စတွေဆိုရင်ထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတာ။အဲ့လက်ရှိနေရာနေပြီးတော့နိုင်ငံခြားတွေမှာသွားပြီးတော့ပညာတော်သင်တွေ့ဖို့အတွက်ကြောင်းတက်ဖို့အတွက်နောက်နိုင်ငံသားပညာတော်သင်ကိစ္စအတွဲကြိုးစားအထုတ်နေတဲ့ဗုဒ္ဓဥဒသမီးတွေဆိုရင်မျောလင့်ချက်တွေအပြေအဝရှိတယ်လို့ပြောမှဖြစ်ပါတယ် တော့ချေးအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မကောင်းပါဘူးเนาะတော်ဒါနမိတ်ပါဒါနမိတ်ကကြတော့ချေးကိုအကြောင်းပြုပြီးတော့စိန်မောလူမောဖြစ်ရတတ်တယ်။နောက်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့မမျှော်လင့်မနဲ့ခွဲခွာရတာတွေ၊ကွဲခွာရတာတွေဖြစ်တတ်တယ်။အချေးအိမ်တော်ကြီးကိုအကြောင်းပြုပြီးတော့လည်းစိန်မောလူမောဖြစ်ရတတ်တယ်။အဲ့ဒါလေးတော့နည်းနည်းသတိထားဖို့လိုအပ်တာပေါ့နော်။ဒါကြအဓိကကံတရာအရဆိုရင်အလုံးနဲ့ပတ်သက်တဲ့ကံတရာတွေ ခန္ဓာတာကောင်းပါလေကျမရဲ့ခန္ဓာတာတွေငွေကြေးနဲ့ပတ်သက်တာတွေနောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်တာတွေအဲ့ဒါတွေအကောင်းများပါတယ်အဲ့တော့နည်းနည်းလေးအခက်အခဲကြုံနေတာလေးတွေကတော့ခုနကပြောခဲ့သလိုပဲလူမှုရေးကဏ္ဍလေးတွေမှာကိုယ်အကြီးပဲလုပ်ကိုင်ဆောင်ရွက်ပေးနေရတာနောက်အခြေအနေတွေနဲ့ပတ်သက်ပြီးတော့မမျှော်လင့်မနဲ့လမ်းခွဲရတာမျိုးလေးတွေတွေပူပင်တော့ကားတွေများတတ်ပါတယ်အဲ့တော့ဗုဒ္ဓဘာသာသမီးတွေတဲ့ကံကောင်းတဲ့အယောင်လေးတွေကတော့ဘာအယောင်လေးတွေလဲဆိုတော့ အနဲ့ရောင်ရဲ့အဝါရောင်ရဲ့ကောင်းပါတယ်တဲ့အနဲ့နဲ့အဝါနဲ့ကောင်းတယ်ပေါ့နော်။နောက်ခုနှစ်ကနန်းရဲ့ငါးကနန်းရဲ့အကျိုးပေးပါတယ်။ခုနှစ်ကနန်းနဲ့ငါးကနန်းကအကျိုးပေးတယ်ဆိုတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဒံပေါက်ကတ်လို့ပူတော်ပြီးတော့ဇူတောင်းမှာအញ្ញံကြိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ဘုရောသာသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလေကိုကျမ်းမှာစိတ်ချမ်းသာလိုရာဆန္ဒပြပါစီလို့ ညရောမင်္ဂလာကျမ်းဒီလိုက်လေလေလေဆုတောင်းမြတ်တာပို့တာလိုက်ပါလေ